မလိုချင်တဲ့အခြေအနေတစ်ခုကိုရောက်တဲ့အခါမှာကိုယ့်ရဲ့စိတ်တမန်မှုကဒါပုံမှန်ထက်ပိုပြီးတော့ပင်ပန်းနေလေအဲ့ဒီအချိန်မှာမှကို့မှာအာကိုရာလည်းမရှိဘူးမိဘကလည်းမရှိဘူးပြီးတဲ့အခါကျရင်ကိုမလိုချင်တဲ့ဘဝကြီးကိုရောက်လာတဲ့အခါမှာအာကိုရာမျက်တပင်လေးတောင်မှမရှိခဲ့ကိုအာကိုကိုတယ်ဒါပေမဲ့ကိုအာကိုကိုပြင်မယ်လေကိုဒီအဲ့ဘဝကနေသူကယုံမထွက်နိုင်တဲ့အတွက်ကြောင့်မလို့တက်လျာဆိုတဲ့ကောင်မလေးကိုမူဝင်းဆိုရင်အ мян ဆုံးယုံထွက်စေခြင်းနဲ့ပြီးတဲ့အခါကျရင်အ мян ဆုံးလွတ်မြောက်စေခြင်းနဲ့အဲ့လိုအ мян ဆုံး သူ့ရဲ့အဖို့နဲ့ပြန်တွေးစီခြင်းနဲ့ပေါ့ဒီတက်လျာဆိုတဲ့ character လေးကတော့ဒါပြိသက်တည်းရဲ့မဝင်ချစ်ချင်းကိုဒါခံစားမိရတဲ့ကားလေးပေါ့နော်အဲကောင်မလေးကိုလည်းဒီတက်လျာဆိုတဲ့ကောင်မလေးကိုလည်းသူကစာနာပြီးတော့နားလဲပြီးတော့တနာပေးတယ်အဲ့ဒီမှာမှဒီအပြင်ကဒီမိုးပွင့်ကိုလည်းဒီအတန်မှထိထားတဲ့အတွက်ကြောင့်မလို့သူတို့ဟာအပူပြီးတော့လဲအားပေးတယ်ပူပြီးတော့လဲနားလဲပေးတဲ့အတွက်ကြောင့်မလို့ ဒီတက်လျာဆိုတဲ့ character လေးနဲ့မဟုတ်ဘူးပြိတက်ရဲ့ချက်ချင်းတွေကိုခန်းစားမိပါတယ်လို့ဟုတ်ဟုတ်မှအဲဒီဇကားလေးကဒါဒီဇလန်းလေးကပြိတက်လဲဒါတီးပြီးလောက်ပြီးအခုဆိုရင်ဒါဒီနေ့ဆိုဘိုင်း၁၀ပြီးသွားပြီအဲ့မှာဆိုရင်အကုန်လုံးကပြန်တွေ့နေချင်းကြတယ်ဒီတက်လျာနဲ့ဒီနေတခွန်မောင်နှမနှစ်ယောက်လောက်ကလည်းဒါတွေ့ပြီးဆိုတော့တော်တော်များများလေးဝမ်းသာတယ်လို့မိုးပွင့်ကိုယ်တိုင်လည်းအရန်အောင်မဝမ်းသာပါဘူး။ဘာလို့ဆိုတော့အရန်တွေ့စီချင်းနေတာအဲတက်လျာလည်းဒါငငယ်တည်းကနေပြီးတော့မိဘကွဲလာပြီးတော့မှ ဒါဟာသူကပြည့်တစားဘဝကိုမရောင်စားခံရတယ်သူတယောက်ထဲရက်တည်ရတယ်ဗောနော်အဲ့ချိန်မှာသူငငယ်တဲ့ကနေဘာဖြစ်ဖြစ်အတော်အိမ်မှာရောက်တဲ့အချိန်တောင်မှသူ့ကိုကာကွယ်ပေးတဲ့အကူတယောက်ကဒါအလိုအဆုံးပေါ့နော်သူဘဝမှာအလိုအဆုံးနဲ့ပြန်တွေ့ခြင်းဆုံးဆိုတော့အိုက်စုတောင်းလေးရတာအမှတ်မထင်မဲနဲ့ပြန်တွေ့ရတယ်ဆိုတော့ဒါမဝင်လဲပြိတ္တနဲ့ထတူဝမ်းတာတယ် ူဘဝကငငယ်တဲ့အနေမှာခက်ခဲလာခဲ့တာလေခက်ခဲလာခဲ့တာမိဘနဲ့လည်း क्वे လာတယ်မိဘနဲ့ क्वे တဲ့အပြင်မှာမအကူနဲ့ကလည်းထပ်ပြီးတော့ क्वे တယ်အကူနဲ့ထပ် क्वे တဲ့အပြင်မှာမဘဝကဒီပြည့်တစာပြည့်တစာဘဝကိုမှမသူရောင်းစားခံရတယ်ဆိုတော့ဒီလိုငရဲတွင်တဲ့ကိုဇက်တိုက်ဇက်တိုက်ဇက်တိုက်ရောက်ရတဲ့ဒီတက်လျာဆိုတဲ့ကောင်မလေးကသူ့ဘဝမှာလောကရန်ကဘယ်ဟောင်းမှမမှုတော့ဘူးပေါ့နော်အဲ့တော့သူ့ဘဝမှာအတွေ့အကြုံဆုံးနဲ့ဒီအမျော်လဲမျော်အလိုချင်ဆုံးကလည်းသူ့အကိုပဲ သူ့ကိုယ်နဲ့ဒီလွတ်လွတ်လပ်လပ်ဒီဘဝလေးကိုပဲသူဟာဒီပုံမှန်မိသားစုဒီဘဝလေးကိုပဲသူလိုချင်ခဲ့တာသူဒီငရဲတွင်းနေရာနေထွက်ချင်ခဲ့တာဆိုတော့ဟိုသူ့ဘဝမှာတော့ဒါပြောစရာစကားတော့မရှိတော့ဘောဘဝကစက်တိုက်စက်တိုက်စက်တိုက်ကိုမှဟိုးအောက်ထိရောက်ခဲ့ရတာဆိုတော့လူတိုင်းအမောက်ပြင်ဆင်ခွင့်ရှိတယ်။အစ်တက်လျာဘဝအစိုးရမှားနေတယ်ဆိုရင်လည်းတက်လျာမှာအဲ့အမောက်ပြင်ဆင်မှုအခွင့်အရေးရှိတယ်။နင်ဒီအလုံးမလုပ်ဘူးဆိုရင် နင်ဘာလှုပ်ရှားမလဲတက်လျာလဲလူပါကိုဝမ်းကိုတော့ငှအောင်မထားပါဘူးဘလို့အလုပ်မျိုးပဲဖြစ်ဖြစ်တက်လျာလှုပ်မယ်ဒါပေမဲ့ဒီလှုပ်ကိုတော့ဆက်မလှုပ်ချင်တော့အဲဒါပြိတက်လဲတိတဲ့အတိုင်းပဲမူပွင့်ရဲ့ဒီဇလန်းတွဲတွေကအတန်ဆိုရင်ဒါမူပွင့်ရဲ့အရင်အတန်နိုင်အောင်မဟုတ်ဘောနော်အဲ့ဆိုအရင်ဆုံးကတော့ ီမိုးပွင့်အတန်ဒီ character နောက်ကိုမလိုက်နိုင်မှာအယုံဆုံးစိတ်ပူခဲ့တယ်ပေါ့ဒါမဲ့ဒါကလည်းရိုက်နေတဲ့အချိန်မှာရိုက်နေစဲကာလမှာဖြစ်သွားရတဲ့ဆိုပိတ်သက်တီတေချာကြည့်ရတဲ့သူဆိုအတန်ကိုသတိထားမိရဲ့ဆိုတေချာကြည့်ရအဲ့အပိုင်းနေရာစတချို့အတန်တွေဆိုမတူဆဆချင်းမိုးပွင့်ဖြစ်တဲ့အတန်ဆိုနှာတန်လေးပါတယ်ပေါ့နော်နှာတန်ပါတယ်နောက်ပိုင်းအတန်တွေကြတော့တော်တော်အပ်ပြီးတော့လို့အကွဲထွက်သွားတာဆိုတော့အခါကျတော့အတန်နေတောင်မှမတူတော့ဘဲနဲ့ဒါဟိုမိုးပွင့်တော့ဆိုရင်တော့ဒါအရင်နေကြည့်တယ်ပေါ့နော် ါပေမဲ့အဲ့အရင်ကြီးကြီးပဲပြန်ရလိုက်တဲ့ဒီပြိတ္တရဲ့ဒီမြစ်တာတွေကတော့ဒီတက်လျာပေါ်မှာရောမူပွင့်ပေါ်မှာရရှိခဲ့တဲ့အတွက်ကြောင့်မလို့ဘင်းကျေးဇူးအများကြီးတင်ပါတယ်။ဘာလို့ဆိုတော့အတန်တလောက်ထိနာပြီးတော့ဖြစ်တာတော့မှအဲတက်လျာ character ကို ဝင်တယ်လို့ပြောပေးတဲ့အတွက်ရောပြီးတဲ့အခါကျရင်ဒီအတန်လေးနဲ့ပို့ပြီးတော့လိုက်ဖက်တယ်အရင်တန်နဲ့တော့မကြိုက်ဘူးဒီတန်နဲ့မှပဲအဲဒီတဘောပူကြတယ်ပေါ့နော်အဲ့လိုဆိုအများကြီး comment တွေအများကြီးရခဲ့တဲ့အတွက်ကြောင့်မလို့မူပွင့်မှာအဲ့အတွက်စိုးရိမ်စိတ်ဆိုတာ တစက်ကလေးမှတောင်ရှိခဲ့တဲ့အထိကိုမှအဲ့လိုရော့ကြပါရတယ်ပေါ့နော်အဲ့အတွက်လည်းအများကြီးချစ်စစ်တမာတယ်လို့ဘဝအမှန်ဆိုရင်လေ TikTok ရောဒီ Facebook ရောဘဝတက်နိုင်လောက်ပြပြတာပဲနော်ပြပြလုံးလုံးတချို့တွေဆိုရင်လေရိုးတော့ရိုးနေလောက်ပဲအဲ့ဒါကမှလာရေးတဲ့သူရှိတယ်အတိုင်းဘာလို့ခွဲစိတ်လိုက်တာလဲဘသူကတော့ဒီအလကားပေးတဲ့အမေကပေးထားတဲ့အတန်တော့ခွဲစိတ်ချင်မှလဲဘသူမှလည်းမခွဲစိတ်ပါဘူးလို့ဒါပေမဲ့မိုးပွင့်ကလည်းရိုက်နေနေတဲ့ ဒီလိုအတန်ထိတာထိသွားတဲ့အတွက်ကြောင့်မလို့မိုးပင်ဒီအတန်နဲ့ပဲရပြီဒီအတန်နဲ့ပဲဆက်ရိုက်လို့ဒီအတန်နဲ့ပဲဒီစကားလေးကထွက်လာတာအဲ့တကြောင့်မလို့မိုးပင်အတန်ကလုံးဝလုံးဝလုံးဝခွဲစိတ်ထားခြင်းမဟုတ်ပါဘူးမိုးပင်အတန်အိုးထိထားတဲ့အတွက်ကြောင့်မလို့ပါလို့ဟုတ်တက်မြောက်ဆိုတဲ့မိန်းမကိုလို့လာပြည့်နေတိုင်းချိလို့မရဘူးဟေးမလုံးနဲ့ပတ်သက်မယ်ဆိုရင်လက်နောက်ကြောင့်ရှင်းတာဟဲ့နေနေဒီပွဲနဲ့တူရတဲ့တန်တယ်လို့ထင်နေရလား စင်းနေဆိုရင်ဒီပေါ့နော်ဥယခကဒီတက်လျာကိုသူမလုတ်ချင်တဲ့အလုတ်ကြီးတွေကိုနင်သွာနင်လုတ်အဲအဲ့လိုချိန်နေဆိုရင်ဟိုပို့ပြီးတော့ပေါ့နော်စိတ်နာတယ်ပေါ့နော်ဒီဒါတက်လျာရဲ့နေရာမှာမိုးပင်ကြီးလိုက်တဲ့အချိန်မှာပို့ပြီးတော့လဲစိတ်နာတယ်ပို့ပြီးတော့လဲဒီငရဲတွင်းကရနေပြီးတော့ထွက်ပြေးခြင်းနဲ့ပို့ပြီးတော့လဲအကိုလိုအပ်တယ်ပေါ့နော်ဘာလို့ဆိုတော့ဟိုဒီအချိန်မှာ မပွင့်မှာဒါအကိုရှိမယ်ဆိုရင်မပွင့်ဒီဒုက္ခတွေလည်းမပွင့်ခံစားမှာမဟုတ်တလို့ဒီလိုရောင်းစားခံရပြီးတော့အဲ့ဘဝကိုလည်းမပွင့်ရောက်လာအဲတက်ညာရောက်လာမှာမဟုတ်ဘူးပေါ့နော်ကိုကိုနဲ့ပါထပ်ပြီးတော့ကွဲဝါးတဲ့အတွက်ကြောင့်မလို့ तू ဟာတဖြည်းဖြည်းနဲ့ဒီလိုဒီဘဝကြီးငရေတွင်းတဲ့တိရောက်လာတာဆိုတော့သူ့ရဲ့နာကျင်ခံစားရမှုတွေသူ့ရဲ့သူ့ရဲ့စိတ်ထဲမှာအချိန်တန်လို့ ရှင်သူဒီငရဲတွဲကနေပြီးတော့သူလွတ်မြောက်ခြင်းနဲ့သူဖွပြေးခြင်းနဲ့သူဘဝအစ်ပြန်ဆာမယ်သူနာမည်အဲဒီနာမည်အစ်တစ်လုံးနဲ့သူပေါ့နော်သူရဲ့ဘဝလေးသူရူးတန်းတန်းတာမန်လေးပဲသူဖြတ်တန်းခြင်းတာဒါသူ့ရဲ့စိတ်ထားပေါ့နော်ဒါပေမဲ့တက်လာဒီလောက်ကိုဆက်မလုပ်ချင်တော့ဟာမင်းဘာလာပြောနေလဲအာနားကြမြားမှားနေသလားဟဲ့နင်ကဒီလောက်ကိုမလုပ်ချင်ဘူးဟုတ်လားငါငါတို့လာနောက် ဆက်လာအတီပြောနေတာအခုလိုအနှီးဟောက်လုပ်ကြည့်ဦးဆက်လာဆက်မလုပ်ချင်တော့သူများဘဝတွေလိုပဲတက်လာအေးအေးဆေးဆေးလေးပဲနေချင်တော့တယ်နေရပြစ်တစားလေးဟာသူနေနေရတဲ့ဘဝကကြာတော့သူနေချင်တဲ့ရဲတွင်ထဲမှာသူရဲနဲ့နေနေရတယ်သူအချိန်ပြည့်လေဒီလောကကြီးလေးကနေသူထွက်ပြေးဖို့တက်သူရဲနဲ့ကြိုးစားတယ်ဒါပေမဲ့လည်းအာပိတ်တဲ့တရားလည်းတီးတဲ့အတိုင်းပဲတချို့ကကွန်မန့်တွေရှိတယ်အဲဘောနော် Facebook မှာတင်ပြီးတော့ဓာတ်ပုံတွေတင်ပြီးရိုက်ရှာလိုက်ပါလားတော့ ဒါကမုတ်ကွင်းတို့ဆိုလဲဒါကြိုးစားမိမှာပဲလीเนาะဒီတက်လျာဆိုတဲ့နေရာမှာအဲ့တော့ဥယခဒီတက်လျာရဲ့ဒီအကုံလုံးသူထိမ့်ချုပ်ထားတယ်တကြောင်မလို့တက်လျာမှာယုံထွက်ခွင့်မရခဲ့ဘူးအဲ့ဒါကြောင့်မို့သူဟာအခွင့်အရေးကိုအမြဲတမ်းဘယ်အချိန်ဘယ်နေရာမှာဘယ်လိုမျိုး ဒီနေရာနေလွတ်မြောက်မလဲဆိုတာဒါသူ့ရဲ့တငယ်ချင်းဆိုင်ရင်းနဲ့အမြဲတမ်းတိုင်ပင်ပြီးတော့ပြောနေကြဆိုတဲ့အခါကျတော့ပြိတက်လည်းဒီဇလန်းလေးယူကြည့်တဲ့အခါကျရင်အာတက်လျားရဲ့ဘဝရောတက်လျားရဲ့ခံစားချက်တွေရောနားလည်မယ်လို့တော့ထင်ပါတယ်။ဟုတ်ကိုမလိုချင်တဲ့အခြေအနေကိုကိုရောက်တဲ့အခါမှာကိုရဲ့စိတ်တမန်မှုကဒါပုံမှန်ထက် ပို့ပြီးတော့ပင်မနေလေအဲ့အချိန်မှာမှကို့မှာအာကိုရာလည်းမရှိဘူးမိဘကလည်းမရှိဘူးပြီးတဲ့အခါကျရင်ကိုမလိုချင်တဲ့ဘဝကြီးကိုရောက်လာတဲ့အခါမှာအာကိုရာမျက်တပင်လေးတော်မှမရှိခဲ့ကိုအာကိုကိုတယ်ဒါပေမဲ့ကိုအာကိုကိုပြင်မယ်လေကိုဒီအဲ့ဘဝကနေသူကယုံမထွက်နိုင်တဲ့အတွက်ကြောင့်မလို့တက်လျာဆိုတဲ့ကောင်မလေးကိုမူဝင်ဆိုရင်အမြန်ဆုံးယုံထွက်စေခြင်းနဲ့ပြီးတဲ့အခါကျရင်အမြန်ဆုံးလွတ်မြောက်စေခြင်းနဲ့အဲ့လိုအမြန်ဆုံး သူ့ရဲ့အပူနဲ့ပြန်တွေးစီခြင်းနဲ့ပေါ့ဒါမပွင့်အောင်ဆိုလဲအရှိမဆိုလဲဒါတော်တော်များများတော့ဒီယုံနန်းနဲ့ကအဲဒီရင်နန်းပေါ့နော်ဘန်ဂလီနဲ့ဒါမပွင့်အောင်သိကြတယ်ဒါပေမဲ့ဒီတက်လျာဆိုတဲ့ character လေးကတော့ဒါပြိသက်တည်းရဲ့မပွင့်ချစ်ချင်းကိုဒါခံစားမိရတဲ့ကားလေးပေါ့နော်အဲကောင်မလေးကိုလည်းဒီတက်လျာဆိုတဲ့ကောင်မလေးကိုလည်းသူကစာနာပြီးတော့နားလဲပြီးတော့တနာပေးတယ်အဲ့ဒီပြင်မှာမှဒီအပြင်ကဒီမပွင့်ကိုလည်း ီအတန်မှာထိထားတဲ့အတွက်ကြောင့်မို့လို့သူတို့ဟာအပူပြီးတော့လည်းအားပေးတယ်ပူပြီးတော့လည်းနားလေပေးတဲ့အတွက်ကြောင့်မို့လို့ဒီတက်လျာဆိုတဲ့ character လေးနဲ့မဟုတ်ဘူးပြိတက်ရဲ့ချက်ချင်းတွေကိုခန်းစားမိပါတယ်လို့ဟုတ်ဟုတ်ကဲ့မဟုတ်ဘူးဒီဇက်ကိုလက်ခံနေရအကူကိုမင်းဦးနဲ့ဒီ diamond နဲ့ပြီးသွားတဲ့အခါကျရင်မဟုတ်ဘူးတော့ဒီတစ္ဆာဖြင့်သာစီရင်ဆိုတဲ့ဒီ team work ပေါ့နော် team work တစ်ခုလုံးနဲ့ diamond နဲ့တက်လျာကိုဘယ်လိုပုံဖော်ကြမလဲဆိုတော့အဲ့ချိန်မှာအကူကိုမင်းကအာပေါ့နော်သူတက်လျာလို့ဘယ်လိုခေါ်မလဲ လမ်းပေါ်မှာစိုးကျင်နေပေါ့နော်ပုံမှန်မြင်တွေ့နေကြပုံစံမျိုးလို့မဟုတ်ဘူးမဟုတ်တဲ့အတွက်ကြောင့်မလို့ဆလိတ်တောက်တက်လာပေါ့ဆိုတော့အာအကူပေါ်ဆလိတ်တော့မတောက်တက်ဘူးပေါ့ဒါပေမဲ့ဖိတ်လောက်ဆိုတော့ညီမ try လို့တော့ရတယ်ပေါ့နော်အဖိတ်လောက်ဆို try လို့ရတယ်ဆိုတော့အဲ့နဲ့အမအကူနဲ့ဒီဖိတ်တောက်ပြီးတော့ဖိတ်တွေပါတောက်ပြအဆဆချင်အကူကလည်းဥပစာကပဲမှောက်တန်းတာပေါ့နှာခေါင်းအောင်မထုတ်တတ်သေးဘူးအဲ့လိုအဲ့လိုမျိုးလေးတွေကျင်းတာလေးလည်းရှိတယ်ပြီးတဲ့အခါကျရင် မကွင်းကိုမြင်တွေ့နေကြဆိုတော့သဖြင့်အမဲအရှိအလိုရိုးရိုးပေါ့နော်ပုံမှန်တိုင်းပဲမြင်တွေ့နေရဆိုတော့အဲ့ဒီတက်လျာဆိုတဲ့ကောင်မလေးကိုအမြင်တစ်မျိုးပြောင်းသွားအောင်မကွင်းအလိုမျိုးတစ်ခေါင်းလုံးသဖြင့်နေသုံးခေါင်းလောက်ချက်တယ်ချုပ်ပြီးတော့အဲ့သူ့ရဲ့ရလာတဲ့ဒီမညီမညာသဖြင့်တိုင်းမကွင်းထားတယ်ပြီးတဲ့အခါကျရင်ဒီ story ဆိုရင်လည်းဒီဇလန်ရဲ့ story ကိုနားထောင်တယ်ပြီးတဲ့အခါကျရင်အပြင်ကဒီ နီးစက်တယ်ပေါ့နော်နီးစက်တယ်ဆိုရင်လေးတွေကိုညမသွားပြီးတော့နားထောင်တယ်အဲအဲ့လိုမျိုးလေးတွေတော့ရှိခဲ့တယ်ပြီးတော့အဲ့လိုဇလန်းလေးတွေပေါ့နော်အဲဇလန်းလေးတွေတော့ကြည်တယ်အဲအဲ့လိုမျိုးဆိုတဲ့အခါကျတော့အကုန်လုံးပေါင်းပြီးတော့ဒီတက်လျာဆိုတဲ့ character လေးကိုပုံဖော်လိုက်တာပါဟုတ်အဲ comment နေမှာဆိုရင်တော့ဒါတော်တော်များများကအဲတက်လျာကိုဟိုတူတီအဲ့လိုဘဝရောက်နေတာတော့မှပဲဒါနားလေပဲ ဘာလို့လဲဆိုတော့သူမရောက်ချင်မဲနဲ့ရောက်ခဲ့ရတာလေသူရဲ့ဘယ်လိုခေါ်မလဲမိရကလည်းမရှိဘူးအကူကမဲအကူကလည်းမရှိဘူးမရှိလို့အတော်စီမှနေပြန်တော့လေအတော်ကနေပြီးဒီဘဝကိုရောင်းစားလိုက်တယ်ဆိုတော့သူကတို့သွားအကူမှလည်းနော်အဲ့လိုဆိုအဲ့လိုမျိုးရောက်တဲ့အတွက်ကြောင့်ပြိတ္တတရားလည်းထအောင်နားလေပေးတယ်လက်ခံပေးတယ်အဲ့ဒီအတွက်ကြောင့်မလို့လေပြိတ္တကသူ့ရဲ့ဒီမိအိမ်ရှင်ဖြစ်တဲ့သူ့ရဲ့အကူနဲ့အញ្ញံဆုံးပြန်တွေ့နေတာလေသူဒါကိုကိုနဲ့ပြန်တွေ့မှသာလေဒီဘဝကနေအញ្ញံဆုံးကျွတ်မှာ ဒါသူတွေးထားပြီးသားပေါ့နော်ဒါပေမဲ့လည်းတစ်ဖက်မှာကျတော့ဂျာဇလန်နေပြီးတော့အာပေါ့နော်အမှတ်မထင်လေးနဲ့ဒါစုံတွေ့ပြီးတော့ဒါပြန်တွေးရတယ်ဆိုတော့အများဆုံးပြန်တွေးရတယ်ဆိုတော့လည်းဒါထတ်တူပါပဲလို့ဟုတ်